အားလုံးမင်္ဂလာပါကျေးဇူးမနီရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။သိန်း3000မပြည့်တဲ့ပမာဏနဲ့ကားတော်တော်များများကိုရွေးချယ်ပြီးတော့ဝယ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီထဲမှာလက်ဇီလည်းဖြစ်ရမယ်၊တော်ဝင်ကားလည်းဖြစ်ရမယ်၊မော်ဒန်လည်းဖြစ်ပြီးတော့ classic ဖြစ်တဲ့အရာတွေနဲ့ပေါင်းစပ်ထားတဲ့တကယ်တော်ဝင်ကားတစ်စီးကိုပြောပါဆိုလို့ရှိရင်နော်။ဟုံးရှိ H7 ဒီကားလေးက2023 model ဖြစ်ပြီးတော့ manufacturer က2025 model ဖြစ်ပါတယ်။ပြီးတော့ SKD ဖြစ်တဲ့ကြောင့်မလို့ရန်ကုန်လိုင်စင်နဲ့ရရှိမှာဖြစ်ပါတယ်။ OK2 မနီမာဒီကားလေးကို2950နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ကားလေးရဲ့အရှိတ်ဘက်ကဆိုလို့ရှိရင် Waterfall Grace ဖြစ်သွားပြီးတော့အလဲကောင်းမှာဖုံးရှိရဲ့တော်ဝင်အမှတ်အသားတစ်စိတ်ဖြစ်တဲ့အနီရောင်ချောင်းလေးလည်းရှိပါတယ်။ကားရဲ့ daylight တွေကတော်တော်လေးကိုလှတယ်။ပြီးတော့ကားက secondary brand နဲ့ဖြစ်တယ်ဗျ။ အဲဂေါင်ဂီယာတန်းကလည်းတော်တော်လေးမြင့်ပြီးတော့ဘေးကအလွိုင်းဆိုလို့ရှိရင်လည်း19 inches အလွိုင်းဆိုတော့သုံးပေးတာပါပဲ။ကားရဲ့ site ကတော်တော်လေးကျယ်ပြီးတော့တော်တော်လေးကြီးရဲ့မှာပါတဲ့အကြောင်းမို့လို့9ယောက်ပဲ CC 9ယောက်ပဲ CC ဈေးကတော့အတူတူပါပဲ။9ယောက်စီးပဲဖြစ်ဖြစ်9ယောက်စီးပဲဖြစ်ဖြစ်ရွေးချယ်လို့ရတဲ့အကြောင်းမို့လို့လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်မိသားစုနဲ့စီးမဲ့လူတွေပဲဖြစ်ဖြစ်ရွေးချယ်ဝယ်ယူလို့အသင့်တော်ဆုံးဖြစ်မဲ့ကားမျိုးစားဖြစ်ပါတယ်။ကားသွင်းခန်းလေးကိုကျွန်တော်နဲ့တစ်ချက်လိုက်ကြည့်ပါဦး။ ားတက်ကိုမဝင်ခင်မှာဒီကားလေးက3.0 super shots ကိုအသုံးပြုလာတာဖြစ်ပြီးတော့ဒီ Honda HS7 မှာခေါင်းဆရှေဆုံးတာယာတွေအဆ Honda လိုဂိုနဲ့ Honda ကကိုယ်တိုင်ထုတ်ထားတဲ့ပစ္စည်းတွေကိုပဲခေါင်းဆရှေဆုံးအုံသုံးမိလာတာဖြစ်ပါတယ်ကားတက်ကိုစပြီးတော့ဝင်လိုက်ပြီးဆိုတာနဲ့တဲ့အော်ဝင်အမှတ်တစိုက်ဖြစ်ပြီးတော့ Les Vision နဲ့ Honda ခြေချော်မီလိုဂိုလေးကိုစပြီးတွေ့ရမှာဖြစ်ပါတယ်။ဒါမှကကျွန်တော်တို့စိတ်မှန်မှုတွေ၃ခုအထိပါပါမယ်။ ကျွန်တော် go for assist mode ကိုဖွင့်လာတဲ့အတွက်ကြောင့်မို့လို့ကားရဲ့ကိုစဝင်ပြီးတော့ဆက်နိုးလိုက်ပြီးဆိုတော့လည်းဒီထိုင်ကုန်ကမော်တာကအရှိကိုတိုးပေးတယ် CR တိုင်းကထွက်လာနေတယ်ပေါ့နော်ဒါကကားထဲမှာပါတဲ့ comfort assistant ကိုကျွန်တော် on ထားလို့ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် electronic parking လေးကိုချုပ်လိုက်ပါမယ်ချုပ်ပြီးသွားလို့ရှိရင်ထိုင်ခပတ်လေးပတ်လိုက်ပါမယ်စီးစီးရပါတော့ပြီးလို့ရှိရင်အရှိအရှိပတ်ချမ်းမှာရှိတဲ့ passenger နဲ့ driver bag ကိုထိုင်ကုန်အပူရောအအေးရောနှစ်မျိုးစလုံးရပါတယ် ဒီ echo function တွေကို touch လုပ်တဲ့နေရာမှာလဲလက်တော်ဝင်တစ်စိတ်ဖြစ်ပြီးတော့ lens region နဲ့ဟုံးချီ logo လေးကတက်ပြီးပါပါသေးတယ်ပြီးလို့ရှိရင် wireless charging ပါမယ်ပြီးလို့ရှိရင်ပေါ့နော်ဒီမှာဒီ auto ho ခလုတ်လေးတက်ပြီးတော့ပါသေးတယ်ဒီ auto ho ကကျွန်တော်တို့ရန်ကုန်မှာကားစီးမဲ့လူတွေမြေပွိုင်မှာခဏခဏကားရက်ရတဲ့လူတွေအတွက်တော်လေးသုံးဝင်ပါတယ် ျွန်တော်တို့ auto hold တုံးနေတယ်ဆိုလို့ရှိလို့ရှိရင်ဒီ electronic parking ပြောလိုက်မယ်ကျွန်တော် gear ထိုးလိုက်ပြီဆိုလို့ရှိလို့ရှိရင် auto hold လေးကိုစပြီးတော့ on လို့ရပါပြီဒီကောင်လေးမီးလင်းသွားပြီဆိုရင်ပြီးသွားပြီကျွန်တော်ဘလို့တုံးသွားလဲကျွန်တော်ခုဒီကောင် brake လွတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ auto hold လင်းနေမယ် brake လွတ်လိုက်ပြီဆိုလို့ရှိလို့ရှိရင်ကားကမထွက်ပါဘူးရက်နေပါတယ်အဲ့တော့ဒီ electronic parking on off လုပ်စရာမလိုဘူးအခုကျွန်တော်ဒီပါလေးကိုနည်းနည်းလေးပြန်ထိလိုက်တာနဲ့တင်ကားကရှေ့ကိုလိုလောက်အဟမ်းပြန်မောင်းလို့ရပြီပြီးသွားပြီ brake ကိုနင်းချလိုက်မယ် auto hold ဖြစ်သွားပြီ ။ဒါဆိုလို့ရှိရင်ဒီ auto hold လေးကတော်တော်လေးကိုအုံးဝင်နေထဲမှာပါတယ်။မီးပွိုင်းဆောင်ရမယ်နေမှာ။ဒီ electronic parking ကြီးကိုဖြုတ်လိုက်ဖွင့်လိုက်ဖြုတ်လိုက်ဖွင့်လိုက်ရေလုံးနေကြမလို့ဘူးပေါ့နော်ပြင်ကောင်းမှာမောင်းဝင်ရတဲ့ function တွေကတော်တော်လေးများတယ် ego mode နဲ့မောင်းမလား phone mode နဲ့မောင်းမလား support mode နဲ့မောင်းမလား off road နဲ့မောင်းမလားစမ်းနဲ့မောင်းမလား slow နဲ့မောင်းမလား normal mode နဲ့မောင်းမလားရွှေ့ရွှေ့စရာ function တွေကတော်တော်လေးများတယ်ကိုဘလိုပုံစံမျိုးနဲ့ကောင်းအောင်မောင်းကြင်လဲ ော်တော်လေးမိုက်တယ်ဗောနော်ပြီးတော့ကားက3.0 super chest နဲ့လာလာဖြစ်တဲ့ကြောင့်မလို့ကားရဲ့အယုံဆဲကတော်တော်လေးကောင်းတယ်ဒါပေမဲ့သူ့မှာအဲ့ဆက်ပို့ပြီးကြမ်းကြမ်းထမောင်းနေလို့ရှိရင် sport mode ဆိုတာကြီးထပ်ပြီးပါနေသေးတယ် export mode နဲ့3.0 super chest နဲ့လာ bounce လိုက်လို့ရတော့ဟိုလာလာကားရဲ့ယုံဆဲရာကြီးကလုံးဝကြောက်စရာကြီးစီယာတိုင်းကလည်းလက်ရှုပ်ဖြစ်တယ်တော်တော်လေးလည်း lesbian နဲ့စီယာတိုင်းမှာလာပြီးတော့ဟုံးချီရဲ့ lesbian နဲ့တော်ဝင်လူကိုလည်းတက်ပြီးတော့ပါလာမယ်စီယာတိုင်းက motor နဲ့ပဲတင်ချ ရတဲ့ဘောတာပါမယ်နောက်ဘုတ်ဖွင့်တဲ့ကလုတ်ပါမယ်အဲပြောလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ subscribe မှာဆိုလို့ရှိရင်လည်းကလိကြာတွေကအများကြီးမှအများကြီးပဲကျွန်တော်ဒီ voucher တွေကိုဝင်လိုက်ပြောလို့ရှိရင်ဒီကားရဲ့ တဲပါလို့ရှိရင်လည်းဒီ HIC တွေကို on off လုပ်လို့ရတယ် on off လုပ်တဲ့နေရာမှာလည်းသူကခြားကားရင်လည်းမတူဘူးတော်တော်လေးထူးခြားတယ်ဒီဘက်က function တွေကို on off လုပ်လို့ရှိလို့ရှိရင် di function ဟာဘယ်နေရာမှာဘာလို့လောက်တာပါဆိုတော့သူ့ရဲ့ function ကိုထက်ပြီးတော့ဒီနားလေးမှာထက်ပြီးပြပေးတယ်ဒီကားကထက်ပြီးပြပေးမယ်ကျွန်တော် IHC လေးကိုဖွင့်လိုက်မယ်ဒီ IHC ဆိုတာဘာလဲဘာလဲဘယ်လိုလောက်လောက်တာလဲဒီမှာသူကထက်ပြပေးတယ်ဖွင့်လိုက်ပြီးစမ်းတယ် IHC ဆိုတဲ့အဓိပ္ပာယ်ကဗျာအဲကျွန်တော်တို့ ို့ရှေ့မှာကားလာတယ်ဆိုလို့ရှိရင်ကားကိုကျွန်တော်ခုမီးဖွင့်လာလိုက်ပြီမီးထောင်လာလိုက်ပြီကို့ရှေ့မှာကားလာတယ်ဆိုလို့ရှိလို့ရှိရင်အဲ့မီးကိုအော်တိုရှာပေးတဲ့စက်ကြောင်ပြောချင်တာအဲ့လိုပုံစံမျိုးနော်ဒီမှာဖွင့်လိုက်တဲ့နဲ့တော့ဘာ defension ကဘာကိုပြပေးရလဲဆိုတော့သူကပြပေးတယ် follow me ဟုတ်ဘာကြောင့်လဲချိန်30စက္ကန့်အတွင်းမှာပြပေးတယ် အဲ့လိုမျိုးပြပေးတာပါနော်ပြီးရင်ဒီ bug light bug light ကလည်းတော်တော်လေးသုံးဝင်နေမှာပါတယ်ကျွန်တော်တို့အဲညနေနေမှောင်လာတဲ့အချိန်မှာပေါ့နော်ကောင်းမောင်းမယ်ဆိုလို့ရှိရင်ဒီ CRI မှာပါတဲ့ screen ကြီးကကျွန်တော်တို့ညနာကိုလာပြီးတော့အလင်းတွေလာပြီးရန်စူးနေတဲ့ခါကျလို့ရှိရင်မောင်းကအစလုံးပြီးအနောက်ချက်ဖြစ်တယ်အဲ့ဒီဟာကို control လုပ်ဖို့တက်လေဒီမှာက lighting လေးပါတယ်ပေါ့နော် lighting ကို block ထိတင်ပါလေ block ထိ short ပါလေ block ထိ main wall ကို short ပါလေအလုံး main wall ကဒီမှာဒီမှာဇာတ်ကြီး main wall အဒီ ဒီ function ကဘာအတွက်အလုပ်လုပ်ကြလဲဆိုတော့ဒီဘေးမှာလာပြီးတော့ဒီ 3D animation နဲ့ 5D animation နဲ့လာပြီးတော့ပြနေတာဟိုဟောတော်တော်လေးကိုမိုက်နေပြီနော်ပြီးလို့ရှိရင်ကားမှာ ambient light ပါမယ်အရှိကောအနောက်ကောဒီ ambient light ကိုလည်း on off လုပ်လို့ရမယ်အလွယ်တကူပဲတော်တော်လေးလွယ်တယ်လောရတဲ့ function ကရှုပ်ထွေးမနေဘူးဒီ ambient light မှာရွေးချယ်ကြကားလာတွေရှိတယ်ကိုကြိုက်တဲ့ကားလာထားလို့ရတယ်ဒါဆိုလို့ရှိရင် rainbow ကားလာတွေကိုပေးထားတယ် โอเคပြောလို့ရှိရင်ကျွန်တော်တို့မှာ Armera Reverse Armera Reverse ကတော့ကားဘက်ဆုပ်လိုက်တဲ့အခါကျလို့ရှိရင်ဒီ Batman ကိုအော်တိုအောက်ကိုစိုက်ပေးတာဒါတော့ကျွန်တော်အရင်ပုံမှန် Euro ကားတွေမှာတွေ့ရတယ် Crown ဘော်နဲ့မြင့်တဲ့ကားတွေမှာတွေ့ရတယ်တောင်းရင်အဲ့ Crown တောင်းရင်အဲ့လောက်မှာစပြီးတွေ့ရတယ်ဘောနော်ဘော်နဲ့မြင့်တဲ့ကားတွေမှာဒီဘက်ထိုးလိုက်ပြီးဆိုလို့ရှိရင် Batman ကိုအော်တိုအောက်ကိုချပေးတယ်ဒါလေးကတော်တော်ကောင်းတယ်အဲ့လိုမျိုးအောက်ကိုချပေးခြင်းရပြီကျွန်တော်တို့ဒီ Power Wheel ကို control လုပ်လို့ရတယ်ဘောနော်အဲ့ဒါပဲလားမဟုတ်သေးဘူးကျွန်တော်ဒီမှာဒါပြီးတော့ဟို ABB auto lock ဆိုတာထပ်ပါတယ်ဒီကောင်ကပါလေဒီကောင်ကတို့ချိန်ကြီးလိုက်မယ်ဆိုလို့ရှိရင်ပါကင်မှာသူကဆိုနာပက်လေမှာလာပြီးတော့ပါကင်ထိုးမဲ့နေရာတော့မရှိဘူးပြပေးမယ်နော် Okay ဒီမှာသူ function တွေကဘာအတွက်အလုပ်လုပ်နေတာလဲဆိုတော့သူကလာပြီးပြပေးတယ်ဒီကောင်မှာကလေးတွေပါပါလာမယ်ဆိုလို့ရှိရင်ဒီနောက်မှာအကေးတန်ကုန်ကပတ်မပတ်ရှင်ဆိုလို့ရှိရင်ဒီကောင် off လာလေလို့ရတယ်ဟုတ်ရှေ့ပဲဖြစ်ဖြစ်အနောက်ပဲဖြစ်ဖြစ်ဘာပေါ်ကိုတက်လိုက်တယ် တော်ဝင်တစ်စိကြီးဖြစ်တဲ့လန်စီဖြစ်တဲ့ဟုံးချီဆိုတဲ့ရှေရှော်မီလုပ်ကူရပါနေတာတော်တော်လေးမိုက်ကျွန်တော်ခုနကပြောသလိုပါပဲအဲဒီအပေါ်ပိုင်းလေးတွေကိုလက်တာလေးသုံးပေးကြတယ်ဒီအလယ်မှာထိုင်မဲ့အဓိကမိန်းညာလေးတွေကိုရှမ်းပွိုင်းသုံးပေးရတဲ့အကြောင်းမို့လို့ငုံငုံညံ့ညံ့လေးနဲ့တက်တောင့်တက်တာလေးဖြစ်ပါတယ်ကအနောက်ခိုင်းကတော်တော်ကျယ်တာဗျဒီစစီတက်တောင့်တက်တာနဲ့

ကျန်တဲ့ကားတွေမှာတော့တုံတုံမမြင်ဘူးတဲ့ function ဒီ panorama sunroof ကိုအနောက်ကနေပြီးတော့ပွင့်ပိတ်တွေလုပ်လို့ရတဲ့ function ကတော်တော်ကြီးရောမိုက်တယ်သူများနေကြိုက်မကြိုက်တော့မသိဘူးကျွန်တော်တို့ကတော့ဒီပါတဲ့ function တွေ classic ဖြစ်ဒီ royal ဖြစ်တာနဲ့တော်တော်လေးကိုသဘောကျတယ်ပြီးလို့ရှိရင်ကားအနောက်ဘက်ပိုင်းရဲ့အလှပလေးတော့ကြည့်ရဲနဲ့ဥမာပါတဲ့ function တမျိုးလေးကိုကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးမယ်လိုက်ကြည့်ပါဦးအဟောင်းကြီး HS7 ဆိုတဲ့ တကယ် Royal Luxury ကားကြီးရဲ့အနောက်ဘက်အလှပေါ့နော်ဒီစကလုံးကဟုံးချီဆိုတဲ့ဒီစကလုံးကတခြားတရုတ်ကားတွေမှာလိုမျိုးတရုတ်ကားကြီးစီးပြီးတရုတ်စကလုံးကြီးဖြုတ်ပြီးတော့စီးလို့ကောင်းတဲ့ကားတော့မဟုတ်ဘူးဒီစကလုံးကြီးပါနေလို့ဒီကားကြီးက Royal ဖြစ်နေတာဖြစ်တဲ့ပြကြောင့်မလို့ဒီစကလုံးကြီးကဒီကားအတွက်အရန်ကြီးရေးကြီးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကားကစ်စင်စာရတယ်ကြာ โอเคနောက်ခန်းကတော်တော်ကြီးကိုကျယ်တယ်ဗျာဟိုလာလာဘယ်ကားနဲ့မှမတူဘူးအာအချယ်ဝန်းကလေ Robert's နီးပါးလောက်ကျယ်တယ်နောက်နောက်ခန်းကြီးကတော်တော်ကြီးကိုကျယ်တာဒီမှာအားကျုံးလို့ရမယ်တွဲဖို့ကောင်းလေပါမယ်အချယ်ကြီးပဲအဲ့တော့ဒီလို Lesbian ပြီးတော့ Royal ဖြစ်တဲ့ကားကြီးကို ်1950နဲ့ပြည်သူ့မီအော်တိုမှာလာပြီးတော့ဝယ်ယူအပ်လို့ရပါပြီခင်ဗျာ A7 တွေကိုဘယ်လောက်ဒီ crazy ဖြစ်လဲမဖြစ်လဲဆိုလို့ရှိရင် showroom မှာရှိတဲ့ကားအရင်အတွက်ကိုလည်းတစ်ချက်လောက်ကြည့်ကြည့်လိုက်ပါတော့ပြီးလို့ရှိရင်တလက်စားလည်း showroom မှာရှိရဲ channel ကားတွေကိုလည်းမိတ်ဆက်ပေးပါမယ်ဒီကောင်လေးက2025 model ဇတော် T2 လေးဖြစ်ပါတယ်ကြည့်ပါလေဆိုတော့ကျတော့တီတူနဲ့ဟိုကြီး87နဲ့ဒီမှာရှင်ကြည့်တဲ့အခါမှာအသိမင်းလေးပါပဲเนาะအတော်လေးကို Royal Sun နဲ့မျက်နှာပြင်ပြင်တွေ့ရမှာပါ ပြီးွားရင်ဒီမှာပါဝိုင်လေးဖြစ်တဲ့အာဒီကာ2018ဒူးချူချူရောင်လေးရှိပါသေးတယ်ဒီမှာ Mitsubishi Xpander 2019 model သူ့ဟာ Mandarin license နဲ့ရောင်လေးက2150ဖြစ်ပါတယ်အာဒီကာလေးက1180ဖြစ်ပါတယ်ပြောလို့ရှိရင် MG XS MG ထဲမှာမှာတော်တော်လေး luxury ဖြစ်ပြီးတော့ super sport mode ကြီးနဲ့အရန်ကိုမှကျန်းလို့ကောင်းတဲ့ MG XS ဒီကောင်လေးက2020 model ရေတင်းလုံးလေးက1950ဖြစ်ပါတယ်အစ်တိုင်းကြီးပါဖြစ်တယ် Kia Saluto 2024 model ကီလို9000လေးပဲရှိသေးတယ်ကာတစီလုံးလောကတန့်ပြန့်နေတာပဲဒီကောင်လေးကတော့1450ဒီကောင်လေးကတော့လူကြိုက်ရမ်းများတယ်ဇတော် HMD Plat 2022 model မန္တလေးလိုင်စင်နဲ့ဖြူချောင်းလေးဖြစ်ပါတယ်1950ပါခင်ဗျာဒီကောင်လေးကလည်းတော်တော်များများကြိုက်တဲ့ Toyota Rush 2018 model နေပြီးတော့လိုင်စင်တူးကျူနဲ့ဖြူချောင်းလေး ကားလေးကတော်တော်လေးတန့်နေတယ်မှာပါတယ်2100ပါ Mazda CX-5 2018ကားလေးကတော်တော်လေးတန့်နေတော်တော်လေးမိုက်တယ်တယ်မှာပါတယ်အနီရောင်လေးရန်ကုန်လိုင်းရန်3ပြည်နံပါတ်နဲ့ရမယ်1550ဖြစ်ပါတယ်ပြီးရင်ကျွန်တော်အရန်အရန်ကြိုက်တဲ့ off road ကားကြီးဖြစ်တဲ့ Surf ိုတာ highlight စဖြစ်ပါတယ်2006ပေါ်တယ်ပါ2006ဖြစ်သွားတဲ့အကြောင်းမို့လို့လက်စီဖြစ်သွားပါပြီဒီဇယ်မဟုတ်တော့ပါဘူးဒက်စီကပါကားကတော်တော်လေးတန့်နေတယ်မပါတယ်ကီလိုကတော့တသိန်းကျော်ပါမယ်ဒီကောင်လေးကဈေးနှုန်းက2100ဖြစ်ပါတယ်အောက်ပိုင်းပါညာအားလုံးကောင်းတယ်ရုံးဆွဲအရန်ကောင်းတယ်3.5နဲ့လာတယ်အများနဲ့နှီးပါဒီကားလေးနဲ့နားပဲဆိုလို့ရှိရင်ပြင်နေပါတယ်ဆက်ဖြစ်တယ်ပေါ့နော်နေရာကြီးတော့မဆက်ပါဘူးဆက်တဲ့အခါတိုင်းဒီကားလေးကိုပဲရွေးချယ်ပြီးဆက်ဖြစ်ပါတယ်ဒါကြောင့်ကြိုက်လို့ပါ2006 highlight စဖြစ်ပါတယ် old school model ကြီးပါ ဒါတော့ကျွန်တော်တို့ showroom မှာလောလောဆယ်ရှိနေတဲ့ကားအပိတ်ရှင်တွေပြပြတာပါ။ issue ပေးတဲ့လူကြီးများများအားလုံးကျေးဇူးများကြီးတင်ပါတယ်။